ကျွန်တော်တို့နေထိုင်ရာအရက်ဒေသတွင်တဲ့ဘာသာခြား80ရာခိုင်နှုန်းနေထိုင်တဲ့ရွာတရာရှိပါတယ်ဆရာတဲ့ထိုရွာနီရှိဟောင်းထုံးသင်္ကန်းငယ်တစုကဖြက်စီးမခံရတော့လဲပြုပြင်မှုအလွန်နေပြီးဖြက်စီးမှုကိုဥတည်နေပါတယ်တဲ့ထိုစီဒီကို ဖြက်ပြီးမူလနေရာမှာပဲအစ်စ်ပြုလုပ်တင်ပါသလားဆရာတဲ့ ကျွန်တော်တို့နေထိုင်ရာအရက်ဒေသတွင်တဲ့ဘာသာခြား80ရာခိုင်နှုန်းနေထိုင်တဲ့ရွာတရာရှိပါတယ်ဆရာတဲ့ထိုရွာနီရှိဟောင်းထုံးတင်ကန်းငယ်တစုကဖြက်စည်းမခံရတော့လဲပြုပြင်မှုအလွန်နေပြီးဖြက်စည်းမှုကိုဥတည်နေပါတယ်တဲ့ထိုစီဒီကိုဖြက်၍မူလနေရာမှာပဲအစ်စ်ပြုလုပ်တင်ပါသလားဆရာတဲ့ ဗုဒ္ဓဘာသာများရှိရာနေရာတို့ဇီရီတော်အားရွှေ့ပြောင်းတည်တည်မှာသလားဆရာတဲ့ဝိဝါဒဖြစ်နေရပါတယ်တဲ့အဖြစ်ဖြစ်မှလည်းအလွန်ဆိုးရိမ်ပါတယ်တဲ့ဆရာတတ်နိုင်သမျှအကြံပြုဖိကြားပေးစီလိုပါတယ်တဲ့ဆရာအကောင့်နံပါတ်မိုးမြင့်ဆိုတဲ့အကောင့်ကမေးထားတာပါဆရာဒီကနိကေအထာဂရမှာရှိတယ်အဲ့ဒါဘာလဲလို့ဆိုတော့မြတ်စွာဘုရားရှင်တို့မြည်သည်ဆံဖြူခြင်းသွားကြိုခြင်းလာခါကင်ခြင်းနားထိုင်ခြင်းဆိုတဲ့ဇရာရဲ့ဖြစ်စည်းမှုဒဏ်ကိုခံပြီးတော့အဲ့ဒါလိုယိုရင်းပြည့်စည်နေတဲ့เนาะဟိုတရိယခန္ဓာကိုယ်နဲ့ပေါ့နော် အဲ့ဒါလိုမျိုးဖြစ်အောင်မနေဘူးဘုရားရှင်နိုင်ရမနေတဲ့အတွက်မြတ်စွာဘုရားရှင်နိုင်မြတ်စွာဘုရားရှင်နိုင်ဟာဟိုသူတို့ရဲ့သက်တမ်းရှိတယ်မနော်အာယုကလို့ခေါ်တာပေါ့အဲ့ဒီသက်တမ်းဝင်ကြည့်ပြီးတော့ငါးပုံပုံပြီးတော့ပစ္စမအပုံမရောက်ခင်၄ပုံအစုပေါ့ပြောရင်တော့သက်တမ်းရဲ့၅ပုံ၄ပုံပေါ့သက်တမ်းတရာတန်းမှဆိုရင်80တသိန်းတန်းမှဆိုသက်တမ်း8000ပေါ့၅ပုံ၄ပုံမှာမြတ်စွာဘုရားရှင်နိုင်ရပြိဋိဘံပြုကြတယ်အဲ့ဒါကိုအေဝံဗုဒ္ဓတ္တဓမ္မတာလို့ခေါ်တယ်ဘုရားရှင်တို့ရဲ့ဓမ္မတာပဲနော် အဲ့လိုမျိုးရှိကြပေါ့အဲ့ဒီအထာဂရာရဲ့အဆိုကိုထောက်ရှုပြီးတော့မြတ်စွာဘုရားရှင်တို့ကိုရည်စူးပြီးတော့တိထားကိုးကွယ်တဲ့ဇီတိရုပ်ဝါဆင်းထုတော်တွေပေါ့အဲ့ဒီဆင်းထုတော်တွေကအိုမင်းလာပြီးဟောင်းနှွမ်းလာပြီးပြည့်စည်လာပြီးချီညိုဝယ်မဖြစ်တော့ဘူးဆိုရင်ဘာဖြစ်မလဲဖျက်ချိပလိုက်ဖျက်ပလိုက်အစ်စ်ပြန်တယ်လိုက်အဲ့ဒါအပြစ်မဖြစ်ဘူးเนาะသူတို့ကြောက်နေတယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘူးအပြစ်မဖြစ်ဘူးเนาะဟိုဇီဒီကိုဖျက်တယ်ဆိုတာကောင်းမွန်တဲ့စေရနာနဲ့ဖြစ်တာခုနကမြတ်စွာဘုရားရှင်ဟို ဟိုဟာပေါ့တရားရဲ့ပြည်စည်းမှုကိုမယူသလိုပေါ့နော်ထာဝရရဲ့အဲနံပါတ်1ပေါ့နော်နောက်နံပါတ်2ကျွန်တော်ပြောမယ်အဲ့ဒါဘာလဲဆိုတော့အဲ့ဒါကြတော့အင်္ဂုတ္တထာဝရပေါ့ဧကနိဗ္ဗာန်မှာပါတယ်အဲ့ဒါဘာပြောလဲဆိုတော့မြတ်စွာဘုရားရှင်ကတတ်တော်ထင်ရှားရှိစဉ်မှာငါဘုရားပြိဋိနိဗ္ဗာန်ပြုပြီးစီနောက်ပေါ့နော်ဟိုကာလဆုတ်လာစီရှိတော့တဲ့ငါဘုရားရဲ့တရိယဓာတ်တော်တွေကိုကိုယ်ွယ်ကြည်ညိုသူမရှိသူအရက်ဒေသမှာကိုယ်ွယ်ကြည်ညိုသူအရက်ဒေသသို့တွားရောက်ပြီးအပူဇော်ခံစေသတည်းဆိုပြီးတော့ဒိဋ္ဌံပြုတယ်စိတ်နဲ့ဒိဋ္ဌံပြုတယ်အဲ့ဒါက အင်္ဂုတ္တထာဂရမှာပါတယ်ဧကနိပတ်မှာအဲ့ဒီရဲ့အထာဂရရဲ့အဆိုရဆိုရင်လည်းပဲမြတ်စွာဘုရားရှင်ရဲ့ဇေတိတော်တွေကိုရုပ်ဘွားရှင်တို့တွေထုလုပ်ပူဇော်ကြတယ်ပူဇော်ကြတဲ့အခါမှာအဲ့ဒီရှိရာအရတ္တိဇာမှာကြီးညိုသူမရှိတော့ဘူး ခုနကသူ့မိကုံးနဲ့မပါတယ်80% 80%နဲ့တော့ဘာသာဟိုဟာဗုဒ္ဓဘာသာမဟုတ်ဘူးပြုပြင်မှုလည်းမရှိတော့ဘူးပျက်စီးဖို့ဥတည်နေတယ်ပြောတယ်အဲ့လိုမရှိတော့ဘူးဆိုရင်ခုနအထာရာရချစ်ကြည်ညိုသူတွေရှိသူတွေဘက်ကိုတွားရောက်ပြီးတော့အပူဇော်ခံစေသတိဆိုရင်ဒီဈေးကြီးကိုဖျက်ဆီးပြီးတော့ထပ်ပနာကိုယူပြီးတော့ဒီဘက်နေရာအဲ့ဒီကြည်ညိုပူဇော်သူဘက်မှာတွားပြီးတော့ပြုလုပ်ရင်လည်းပဲဟိုအကုသိုလ်မဖြစ်ဘူးเนาะစာပေနဲ့ညင်ညွတ်တယ်ပေါ့เนาะဒါလေးကိုကျွန်တော်ပြန်ကြေကြားလို့ရတယ်အဲ့ဒါကလောကမှာကျွန်တော်တို့ဒီလိုရှိတယ်ဗျာ ဆရာနီးလဲကြကြစာနီးလဲရရဆိုကျွန်တော်ခဏခဏပြောတယ်ခင်းနဲ့လဲရှင်ပဲ့တင်လဲထက်အဲ့တော့ဆရာနီးလဲကြကြစာနီးလဲရရဆိုတာဒါပဲဘုရားရှင်တို့ရဲ့စိတ်အဋ္ဌာန်ရတာဘုရားရှင်ကဆရာပဲကျွန်တော်တို့ရဲ့သတ္ထာဒီဝမနုဿနံခေါ်တယ်သတ္ထာဆိုတာဆရာဒီဝမနုဿနံနဲ့လူတွေရဲ့ဆရာဆရာနီးကြကြကိုပြောတာနောက်ပြီးတော့စာနီးရရဆိုတာခုနပြောတဲ့ဟိုဟောနော်အင်္ဂုတ္တဒါဒါဒီကနိကတအစရှိစီပြေပေါ့နော်ဒီမှာလည်းပဲကျွန်တော်တို့ပြောပြီးခင်းနဲ့လဲရှင်ပဲ့တင်လဲထက်ဆိုတာကအခုဒီခင်းမှာအခုဖြစ်နေတဲ့ကိစ္စ နော်ဘုရားရှင်လက်ထက်သက်တော်တင်ရရှိစဉ်ရမဟုတ်ဘူးအဲ့တော့ခင်းနဲ့လဲရှင်ပဲ့တင်နဲ့ထပ်ဆိုတာပဲ့တင်ထပ်တယ်ဆိုတာဒီကနေပြီးတော့ဟေးလို့အော်လိုက်ရင်ဟိုဘက်မှာဟေးပဲထွက်သွားမှာဟားဒီဘက်ကြီးထွက်လို့မရဘူးတစ်ဆိုရင်တစ်ပဲထွက်သွားမှာဒါပဲ့တင်ထပ်တဲ့သဘောမူရင်းမပြည့်ရအောင်အဲ့တော့ခုနကဆရာနီးကြကြဟာကိုကျွန်တော်တို့ဘာလုပ်မလဲဒီဘက်မှာစာနီးရရနဲ့ခင်းနဲ့လဲရှင်ဆိုရင်အဲ့ဒီဈေးကြီးတော့ရှိတဲ့နေရာမှာဒေသအနာပိုင်ဖွဲ့စည်းရရှိတယ်နော်နံပါတ်1ချက်သူတို့တွေနဲ့ တိုင်မြင်ရမယ်။နှစ်ကဩဝါဒစရိယဆရာတော်ရှိမယ်။မြို့နယ်သံဃာနိုင်ကအချင်းလောက်ဒီဩဝါဒစရိယသံဃာတော်တွေနဲ့တိုင်မြင်ရမယ်။အဲ့ဒီဇေတိတော်ကိုစတင်တည်ထားပြီးအလှူရှင်ဆိုတာရှိလိမ့်မယ်။မရှိလည်းရှိအောင်ရှာပါဗျာ။အဲအဲ့ဒီပုဂ္ဂိုလ်ကိုရှာပွေရမယ်။သူ့ရဲ့ဘုရားလည်းအကြောင်းကြားရမယ်ဒီဇေတိကိုရှုမယ်ပြတ်မယ်ဆိုရင်နော်။နောက်ပြီးတော့အဲ့ရာကိုကြီးညိုမိကိုတဲ့ရက်သူရွာသားတွေရှိတယ် public တွေရှိတယ်။သူတို့ရဲ့အကြံဉာဏ်နဲ့ယူရမယ်။အဲ့ဒီလေးခုကိုပေါင်းစုံပြီးတော့ဒီဇေတိရဲ့ကောင်းကျိုးကိုဥတည်ပြီးတော့ဆရာနီးလည်းကြာကြာစာနီးလည်းရရခင်းနဲ့လည်းရှင်ပဲ့တင်လည်းထဆောင်ရွက်ရင်အနာကုလစာကမ္မန္တ ာပါပဲချုပ်ထွေးသောလုပ်ငန်းကိုကင်းလာစီမင်္ဂလာတရားနဲ့ညီညွတ်တယ်အဲ့ဒီတိုင်းလှုပ်ဆောင်ပါလို့เนาะကျွန်တော်အကြံပြုဖြေကြပါဘုရားမရောက်ရင်ပြပါဗျာလမ်းဘေးမှာဆုံးပြထားသောဖရာစင်တုတော်တွေတွေ့ရှိပါကမိကတ်တို့ဆောင်ရွက်ရပါမည်နီဗျာလမ်းညွန်ဖြေကြပေးတော်မူပါဘုဖုံဗျာနေကောင်းကြမှာပါစေဗျာလမ်းဘေးမှာတွေ့တဲ့ဘုရားစင်တုတော်တွေဆုံးပြထားတဲ့ဒီဖရာစင်တုတော်တွေကို မကောင်းတာတွေဆိုရင်တော့เนาะ ဒါအာကောင်းတာဆိုရင်လည်းပူဇော်ကြပါလိုချင်တဲ့သူတွေကိုကိုကအဲ့လိုသင့်ခံပြီးတော့နော်ဆက်တွေ့ပြီးဆောင်ရွက်ပြီးပို့ပြီးပို့ပူဇော်ချင်တဲ့သူအာဒါလိုမှအဲ့လိုမှမဟုတ်ဘူးပူဇော်ချင်တဲ့သူလည်းမရှိဘူးတိတ်လည်းမကောင်းဘူးဆိုရင်တော့ကောင်းတာနော်ဒီဖရာရုပ်သူတော်တွေဖြစ်တဲ့အတွက်ဒီလိုပဲလမ်းမေးတွေမှာပြစ်စလက်ခဲ့တော့မဆုံးပြစ်တင်ဘူးပေါ့ ဒီလိုဖရာယုတ်တုတော်အကျိုးအပြတ်တွေမကောင်းတာတွေစကြပြင်တာတွေကိုတည်တံလေးဆုထားပြီးတော့စေစီတည်တဲ့အခါသဘနာဖြစ်ပေါ့နော်အလိုထဲလိုက်နိုင်ရင်တော့ပို့ပြီးတော့အကောင်းဆုံးပါပဲဘယ်ညာမှာစေစီတည်လဲပေါ့အစုံစမ်းပြီးတော့အဲ့ဒီဖရာအကျိုးအပြတ်တွေမကောင်းတဲ့အဲ့လိုမျိုးဖရာတွေကိုစေစီတည်တဲ့အခါမှာစေစီတည်ထဲလိုက်တာ ဝမ်းစာလည်းထည့်လည်းရတယ်။ထပ်ပနာလည်းထည့်လည်းရတယ်ပေါ့နော်။ကောင်းတာတော့ထပ်ပနာလည်းထည့်ဖို့။ထပ်ပနာထည့်ဖို့နေရာမလုံလောက်ရင်တော့မှဝမ်းစာလည်းစေတီအထဲမှာထည့်လိုက်။ပူဇော်လိုက်တာပေါ့။ဒါကတော့အကောင်းဆုံးဖြစ်ပါလေ။ဒီလိုမှစင်မပြေဘူး။စေတီထည့်လည်းမထည့်ချင်ဘူး။ထပ်ပနာလည်းမထည့်ချင်ဘူး။ထည့်ဖို့လည်းဒါမထည့်ချင်လို့ဆိုရတဲ့အကြောင်းအကျိုးမညီညွတ်ဘူးဆိုရင်တော့လေ အရာဘုရားဦးရီဘုရားဦးဘုရား ပြည့်တည်တယ်မှာပဲအဲ့ဒီနေရာလေးတွေမှာတွားပြီးတော့အစဉ်ပြေတဲ့တင်းတင်းတဲ့နေရာလေးတွေမှာထားလိုက်ပေါ့နော်အဲဒီလိုလဲအစဉ်မပြေသေးပါဘူးဘုရားဆိုရင်တော့ဘုရားကျိုးအဲဒါအကျိုးပြည့်တည်ဖြစ်တဲ့အတွက်ဘုရားလည်းမဟုတ်ဘူးပေါ့နော်အဲဘုရားလို့လဲဒါစိတ်ထဲအာရုံမပြုတ်နဲ့ပေါ့အဲအဲ့ဒီတော့ဒီအကျိုးပြည့်တည်ကိုမြည်ကြည့်ပြီးပြုတ်ပြီးတော့ ထားလိုက်တာကအများအမြင်လဲအစင်အစင်မပြေသလိုမဖြစ်တော့နော်မြည်ကြီးတဲ့ဒီတပင်းတွေရှိတယ်ဆိုတော့တပင်းတစ်ခေါင်းတည်းတွေစတင်ဖြစ်ပေါ့ဒီလိုမျိုးလေးတွေထားလိုက်ပါလို့ဘုရင်ဖြေကြားပေးပါရင်ဗျာဒါဆိုပို့ပြီးတော့အစင်ပြေတင့်တော်ပါတယ်အဲဘုရားအကျိုးပြတ်တွေကကြောက်စင်းသူတွေဆိုရင်ပေါ့အဲဘုရင်တို့တစ်တာစင်းသူတော်ဆိုရင် တစ်သားနဲ့ထူလာတဲ့ဘုရားရုပ်ပါတော်တွေဆိုရင်တော့နော်အဲ့လိုမျိုးတပနာလည်းထည့်လို့ရတယ်လို့အဲ့လိုဆွဆွနီးနေတယ်လည်းဆောင်ရွက်လို့ရတယ်နောက်တနည်းအားကြတော့တစ်သားနဲ့နော်တစ်သားနဲ့ထူလာတဲ့ရုပ်ပါတော်တွေကိုမီးပူဇော်လိုက်တာမီးရှို့လိုက်တာမီးရှို့ပြီးတော့ဇေဒီတနည်းအားမှာပေါ့နော်ဘုရားတို့ဇေဒီတို့မှာအဲဟာဘုရားတို့ ဒီကထွက်လာတဲ့အလင်းရောင်နဲ့ဖះရှိကိုအစီမီးပြန်ပူဇော်ပါတယ်ဒီတိုင်းမီးရှို့ဖြည့်စီတဲ့ဖြည့်စီရအသေးပဲမဟုတ်ဘူးเนาะဖះကိုစီမီးဖြစ်เนาะစီမီးထွန်းကြီးတဲ့ပုံစံနဲ့ဒီအကျိုးအပြည့်တက်တာဖះတွေကိုပူဇော်လိုက်တာစီဒီကိုပြန်ပူဇော်လိုက်တာဒါပူပြီးတက်တော့ကြောက်စင်းတွေအကျိုးတွေကြတော့အဲဒါလိုမီးရှို့လို့မရလို့ဆော့ဆော့နီးတွေဆောင်ရွက်ပေါ့เนาะ